ဒါနဲ့ဆီယမ်မရဲ့နာမည်ကတော့ပြည်သူဆက်ဆက်ပဲဖြစ်ပါတယ်။ငါဒီမင်းကလေးကိုသိရယ်နိုင်ငံတကာယဉ်ကျေးမှုဌာနအဲ့လိုမဖြစ်ရဘူးတွေးနေပါတယ်။ယူကျူနဲ့စကားပြောဖြစ်ကလပ်ကိုခံမှန်းကြည့်ခါဟာချင်းမဲလျောက်စားပေးအဖွဲ့မလားအဲ့လိုထင်ရတာကဒီခန်းထဲမှာကျူချတဲ့အရာတွေရှိမနေပဲဟိမင်းကအဲ့မှာတချင်လုံးစားထိုင်ပတ်နေတာသူနှစ်ယောက်ပြောနေတာကိုဆီယမ်မရဲ့နားထောင်နေပြီးငါ့လိုမင်းကလေးမျိုးနဲ့စကားပြောနိုင်ရင်တခြားမင်းကလေးတွေနဲ့လည်းဟိုမှာစကားပြောနိုင်မယ်လို့ထင်ပါတယ်။နည်းနည်းလေးတော့နည်းနည်းတူလာပြီလို့ထင်တယ်လို့ယူကျူကပြောပါတယ်။ဘာလို့လဲအောင်မဲငါကစကားပြောချင်လို့မပြောတာမဟုတ်ဘူးမလို့အဲ့ဘက်စကားပြောတာနည်းနည်းတူအောင်လုပ်ပေးနေစရာလည်းမလို့ နင်ကမပြောင်းလဲဘူးဆိုရင်တော့လူမှုပတ်ဝန်းကျင်မှာစိုးရွားတဲ့အဆင့်တွေကိုရောက်တော့မယ်ဆိုတာတော့ထင်မိတယ်။ဆီယမ်မာလည်းဝင်လာပါတယ်။အဲ့လိုမဟုတ်ပါဘူး။ရင်းမြလို့ရှိရင်ဒီလူကပဲမဲ့တာဆိုရင်ခဏကုန်လုံချုံရဲ့အတွက်ဘေးမကင်းဘူးလို့ခန်းစားမိတယ်။ယူကီနိုလည်းကြောက်တဲ့အရာဆိုတော့ရှိတာပေါ့လေ။ဘယ်တော့အနိုင်ရဖို့ရင်းရမရှိဘူးလား။အကောင်းဆုံးလေပြန်လာစကားပြောဖြစ်ရင်မင်းရောတကယ်ရှိရတာဟာချီမန်ကမေးလာပါတယ်။အရင်ဆုံးဘယ်ကနေစပြီးဘမာဆုံးတာကတကယ်ချင်းနဲ့ဆိုတာအတိတ်ပဲဖွင့်ရရင်တော်ပါပြီကွာ။အဲ့လိုမျိုးကရင်းမရှိတဲ့သူတွေကြီးပဲဟူလာစီမြက်ကတော့ လူရန်ကပြေးပြေးဆောင်နေကြရမှာမဟုတ်တာ။ယူကီနိုကနာဂျီယားရဲ့တရားတွေကိုဖုံးကွယ်ထားတယ်။အဲ့ဒါကိုဖုံးကွယ်ပြီးပြည်နာတီဖြစ်နေတဲ့အကြောင်းကောင်းကောင်းပြန်တမ်းပြနေတာက မကက်ခဲလောက်ဘူး။ကမာကြီးပေါ်မှာလူတိုင်းကအဲ့လိုလုပ်နေကြတာမို့ဒါပေမဲ့ယူကီနိုကတော့အဲ့လိုမဟုတ်ဘူး။ခုခုရတာဒူရီယားနဲ့အက်စတန်ကယူကီဟမ်မာလာတို့ယူကီနိုကပြောလာပါတယ်။နောက်ခက်မှာတော့ကိုရန်လုတ်တဲ့ကိုကီကိုစားချစ်စေတဲ့သူရှိနေလို့အကူအညီတောင်းလာပါတယ်။အဲ့လိုမျိုးကတကယ်ကြီးကြီးစီကတောင်းဆန်ပါဟာ။ အနာတိတ်မတိစီချင်လို့ဒီလိုနဲ့တဲ့ကိစ္စမျိုးကိုတညချင်းစီကိုအခုနေတောင်းလို့တိတ်မကောင်းဘူးလေဒီလိုနဲ့ကုတ်ကြီးလုတ်ပြီးနေယူကီယာဟမ်မန်လုတ်ထားတဲ့မုတ်ကတော့မီလွေခဲနဲ့တူနေပါတယ်တကယ်ကိုငါအချိုက်ပြုံးနဲ့မကြိုက်တာများလားအရေးချင်းလားအဲ့ဒါမျိုးလည်းမရှိမနေဘူးယူကီယာဟမ်မန်တော့စိတ်ကြကြနေခါဖြစ်ရှင်းရမယ့်လီလန်းကပိုအားဆိုင်ကြိုးစားဖို့ပဲယူကီယာဟမ်မန်နင်းငိုတဲ့ကအရေးချင်းမရှိဘူးလို့ပြောလိုက်တယ်မလားအဲ့ဒီကိုပြင်လိုက်ပါကြိုးစားအထောက်မှုမရှိတဲ့တူတွေကအရေးချင်းမရှိတဲ့စကားတွေကကျဲမြင်မယ်ဟမ်မန်ရင်ထဲကစကားလုံးတွေလို့ခန်းစားရတယ်လို့ပြောပါတယ် ဂျူတွန်နောက်တစ်ခါလွတ်ကြည့်ကြရင်မီဒူကေဖြစ်ပြန်ပြီယူကီနိုကတော့စိုက်တဲ့ကြနေပါပြီ။ဟာရှီမင်းနဲ့ဆမ်မစ်နေဂျီကိုပြန်လာခဲ့ကြ။ပေါ်တကယ်ငါကတကယ်လက်လုတ်ကူကူကိုလုတ်ပြမယ်။ဘာတော့လဲမီဒူကေဖြစ်နေပြီ။ဒါကတကယ်ပဲအင်လုတ်ကူကီလား။ဟုတ်လား။ဒါဆိုလွတ်ပြလိုက်မယ်လေ။ဒီပါအောင်လွတ်ပြစရာမလိုပါဘူး။အရင်လည်းမဆိုးပါဘူး။ဟေးနေလုတ်ထားတဲ့ကူကီတွေ့ပဲလေ။ငါကိုဆိုလိုရတယ်။အိုးတိုက်ရတာမဟုတ်ပါဘူး။ဒီပါအောင်အဲ့ကနေငါတို့ကဘာတင်ငယ်စာယူရမှာလဲ။ပြပရရင်အဲ့ဒါပဲလေ။ယောက်ျားလေးဆိုတာ